ွေးမထွက်သွေးမထွက်ပဲပထမဆုံးမြန်မာနိုင်ငံသား UFC ချန်ပီယံဖြစ်လာတဲ့ Van ။ဗရိတ်သမားလုံးဝမိလာပါဗျာ။ Chelsea Van ကတော့မြန်မာနိုင်ငံသားတိုင်းအတွက်ဂုဏ်ရအောင်ပြုလုပ်ပေးလိုက်ပြီးဖြစ်ပါတယ်။ပြည်သက်တွေမျောလင်းထားသလိုပွဲကောင်းတစ်ပွဲတော့မကြီးလိုက်ရပါပဲ။ပြည်သက်တွေဖြစ်စေခြင်းနဲ့ဆန္ဒနဲ့ထပ်တူကြခဲ့လို့တော့ပြောရမှာဖြစ်ပါတယ်။ UFC မှာချန်ပီယံခပ်ပတ်သိမ်းပိုက်ဖို့ဆိုတာကမလွယ်ကူတဲ့အရာပါ။တကယ်ကိုဒီနေ့ကျဲဖိုင်တာတွေတော့မှအသေးအလေးပွဲတွေဆင်နေနေရချင်းမှာမြန်မာနိုင်ငံချင်းတောင်တန်းအရက်ကကောင်းလေးတယောက်ဟာသွေးမထွက်ချွေးမထွက်ပဲချန်ပီယံခပ်ကိုတင်ပိုက်နိုင်ခဲ့လို့ပြောရင်ဒါဟာဒဏ္ဍာရီတစ်ခုဖြစ်နေအောင်မေထင်ပါရင် ဟုတ်ပါတယ်ဖန်ချန်ပီယံခပတ်ကိုသွေးမထွက်ချွေးမထွက်ပဲတိမ့်ပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။အင်းတော့ကရွယ်စီလိုနေရာမှာမြန်မာကိုစားပြုတ်ဖိုင်တာတွေကိုမြင်တွေ့ခွင့်ရဖို့ဆိုတာကအင်မတန်ခွင့်ရနေပါပါတယ်။မြန်မာမပြောနဲ့အမွေထိုင်းမှာကမ္ဘာအဆင့်ဖြစ်နေတဲ့ထိုင်းနိုင်ငံကဖိုင်တာတွေတောင်ရွယ်စီမှာဝင်တွန်းနိုင်ခြင်းမရှိခဲ့ပါဘူး။ဒီလိုအခြေအနေမျိုးမှာမြန်မာနိုင်ငံကိုစားပြုတ်ချင်းတိုင်းရင်းသားလေးဂျိုရှော်ဘန်ဟာရွယ်စီမှာထိုးသက်ခွင့်ရရှိခဲ့တဲ့ပထမဆုံးမြန်မာနိုင်ငံသားဖြစ်လာခဲ့သလိုအခုဆိုရင်ချန်ပီယံခပတ်ရရှိတဲ့ပထမဆုံးသောမြန်မာနိုင်ငံသားဖြစ်ပါမှတ်တမ်းသင့်ရေးထိုးသွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ flyweight champion လို့ကြောင့်အသက်35နှစ်ရှိပြီဖြစ်သလို champion ခပတ်ကို9ချိန်အထိကာကွယ်ထားသူ UFC မှာရှစ်ပွဲဆက်တိုက်အနိုင်ရရှိထားသူအဖြစ်နာမည်ကြီးနေသူပါအသက်အရွယ်က Van နဲ့10နှစ်ကျော်ကွာသလိုအတွေ့အကြုံနဲ့တဘာပိုင်းမှာလည်း Van ထက်အများကြီးအသာရနေသူဖြစ်ပါတယ်ဒါကြောင့်လည်းတော်တော်များများက Van အနေနဲ့နိုင်ရခဲ့မယ်ဆိုရင်တော့အမှန်နဲ့ပဲနိုင်ရနိုင်မယ်ဆိုပြီးတော့ထင်မှတ်ခဲ့ကြတာဖြစ်ပါတယ်အမေကျော်လောင်းစားကံပဏီကစားဒီပွဲမှာပန်တို့ကြောင့်နိုင်ပေးထားပြီးဘန်ကိုအန်နာတော့အဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါရင် ဘွဲကလည်းဖွင့်တော်တော်လာခဲ့ပြီးအခြေစားဖွင့်ကလေးကဘန်တို့ချာကအောက်ခြေခဲချနေတဲ့ဘန်ကိုစဖွင့်ခဲ့တာပါဘန်တို့ချာရဲ့ထောင်းချော့ဖျားပေးထိုးတမ်းမှုတွေအောက်မှာဘန်တယောက်အလူးနဲ့ကာဝယ်နေခဲ့ရပါတယ်ဒီလိုနဲ့ပထမအခြေစားပြီး20စက္ကန့်ဝင်းကျော်မှာဘန်တို့ချာရဲ့အမြင့်ကန်ချက်ကိုဘန်ကတစ်ချက်တားပြီးပြန်အတွန်းဘန်တို့ချာတယောက်လဲချသွားရကနေလက်နဲ့ဂျုံဝိုင်းချမ်းမင်ကိုထောင်းမိခဲ့တာကြောင့်ဒါတော်စစ်လွဲသွားခဲ့ရပါတယ်အချိန်ရောက်ဘန်တို့ချာအနေနဲ့ဆက်လက်ထိုးတမ်းဖို့ဖြစ်နိုင်တော့တာကြောင့်ဒိုင်ကဘန်ကို TKO နဲ့အနိုင်ပေးခဲ့တာဖြစ်ပါတယ် ဒီပြင်းစင်မပန်တို့ကြားအတွက်အစင်မကောင်းဖြစ်မိပေမဲ့အခုလိုမျိုးဒဏ်ရာကြောင့်ဆံမထိုးနိုင်တဲ့အခြေအနေမျိုးမှာကျန်ရှိနေတဲ့ fighter ကိုအနိုင်ပေးရမယ်ဆိုရင်အစင်းမြင်စီကံအကြောင်းဘန်အတွက်အစင်မကောင်းဖြစ်မိပေမဲ့မြန်မာနိုင်ငံသား Joshua ဘန်အတွက်တော့ဂုဏ်ယူမိတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဒီကောင်းတဲ့ပွဲတော်ဝင်ဖြစ်ခဲ့ပေမဲ့ဘရင်ဖြစ်မဲ့သူဆိုတော့မင်းလောင်းစာတာပါလာတဲ့ဆိုတဲ့မျိုးဗန်တယောက်ချန်ပီယံဖြစ်ချင်တော့လဲအားတော်သိမ်းမဆိုင်ရရပဲချန်ပီယံခပ်ဘက်ကိုပိုင်ဆိုင်သွားနိုင်ခဲ့လို့ပဲပြောရမှာဖြစ်ပါတယ်။ဒါကြောင့်အခုဆိုရင်ချင်းလေးဖန်ဟောင်း USC မှာချန်ပီယံဖြစ်လာခဲ့တဲ့ပထမအဦးဆုံးမြန်မာနိုင်ငံသား အာရှနယ်ပါဖိုင်တာတွေထဲမှာ UFC ချန်ပီယံဖြစ်လာတဲ့ပထမဆုံးဖိုင်တာဗန်နိုဂျာကိုလည်းထိုးနိုင်ရရှိခဲ့တဲ့ပထမဆုံးဖိုင်တာ UFC ရဲ့ဒုတိယအသက်ငယ်ဆုံးချန်ပီယံအစားရှိတဲ့စန်ဂျေမတန်ကောင်းများစွာကိုပိုင်ဆိုင်သွားခဲ့ပြီးဖြစ်ပါတယ်ချင်းလီဖန်လေးနဲ့ချန်ပီယံခပတ်ကိုရရှိခဲ့ပြီးတဲ့နောက်တူပူလေးလေးရရှိထားတဲ့ချန်ပီယံခပတ်ကိုဆက်ပြီးကာကွယ်သွားမယ်လို့လည်းကြုံဝါပြောဆိုလာခဲ့ပါသေးတယ်ဗန်ကကျွန်တော်နာမည်မှာမကြောက်ရင်မှုဆိုတဲ့နာမည်ပါထားပြီးသားဒီတော့ဘယ်သူပဲလာလားချန်ပီယံနေရာကိုဆက်ပြီးတော့ကျွန်တော်ထိမ့်မယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ် ်ဗိုင်းအောင်ပွဲအတွက်မြန်မာနိုင်ငံကိုစားပြုပြီးဝမ်ချန်ပီယံရှစ်မှာဝိတ်တန်းတစ်ခုချန်ပီယံဖြစ်ခဲ့မှုနဲ့အော်လာအန်ဆန်ကလည်းဂုဏ်ကြောင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ချင်းလေးဗန်တယောက်သူပြောသလိုမျိုးချန်ပီယံခပ်ဘက်ကိုဆက်လက်ကာကွယ်သွားနိုင်မလားဆိုတာကတော့လာမယ့်ပွဲစဉ်တွေမှာစောင့်ကြည့်သွားရအောင်ပါဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါမယ်။နောက်နေ့မှလည်းအကစားလေးပတ်သက်တဲ့သတင်းကြောင်းတွေတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။